ညတော့ကနေပြည်တော်ရဲ့လာပြည်ညကတော့မိဟုံဟုံတောက်တဲ့လာပြည်ညဆိုတာအခုပဲသတင်းတွေနော်တတွင်သတင်းရင်းမြစ်တွေကရှုပ်ရစွာပေါ်ပြလာလို့တိုင်းကလုံးဝပြည်သူတွေကတီးလိုက်ကြတာဖြစ်တဲ့အတွက်တတော်လေးကိုထိတ်လန့်သွားခဲ့ကြတာပါမနီကတော့ဘာချုပ်ဆရာတော်ဘုရားကြီးနဲ့ဒါမယောင်းနိုင်တို့ကြားမှာတတော်လေးကိုပြဿနာတက်နေတဲ့အနေထားမှာရှိတယ်ဗျ။နောက်ဘာကြောင့်လဲဆိုတော့မယောင်းနိုင်တို့ကဒီကျွန်တော်တို့ ဒီတဆောင်ဘုံမှာပေါ့ဗျာဒါဘုံကထိန်ပွဲလှုပ်တဲ့ခါမှာတချင်းတွေကိုတော့တန်မှန်ထက်အစပေါ်များစွာဖွင့်ခိုင်းတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အရင်နှစ်တွေနှစ်တွေနှစ်တွေကထက်เนาะရက်ွက်တခုတည်းမှာဆိုရင်ဗျာမိုက်ပေးရှိတိမြနဲ့အာသကုံကိုဗျာတော့လူတွေမကြားချင်မှအဆုံးအကြီးကြီးကတော့ဟိုအုံတိုင်းဖြစ်အောင်နားတွေမှာလုံးဝဥွောင်းတချို့ဆိုရင်ဗျာတော့အတန်ကြားပြီးတော့အသက်ထွက်တဲ့သူတော်ရှိတယ်ဗျာအဲ့လောက်တိတိကိုတော်တော်လေးကိုစိုးတာဟုတ် ။ဘာကြောင့်ဇေယျတော်ဘုရားကြီးကဒီဘုံကထိန်ကိစ္စနဲ့အပါရှင်းပြလာလဲဆိုရင်ဒါဘုံကထိန်နဲ့တချင်းဖွင့်တာကဘာမှမဆိုင်ဘူးလေ။ပြီးတဲ့ခါကျတော့အခုကနော်ဒါဘုံကထိန်ပွဲဆိုရင်ဒါ DJ တွေအသေးကိုတီးနေကြရတယ်။နော်လူတွေကဘယ်လိုပြောမလဲ။အဲ့ဒီအသံကိုကြားပြီးတော့မြတ်တာလည်းမပွားနိုင်တော့ဘူး။ကုတူလည်းမယူချင်တော့ဘူးတဲ့ဗျာနော်။ကုတူလုံးမဲ့ဘုံကထိန်ပွဲထဲမှာစူပေါင်းဘုံကထိန်ထဲမှာလူတွေကလူတန်းကျင်ကြရတယ်။လူတန်းကျရတယ်။အဲ့ဒါကိုအသေးနော်မိုက်နဲ့ဒါအုံတိုင်းကိုဖွင့်ပြီးတော့အဲ့ဒီအနီးနားကိုဖျက်သွားဖျက်လာလုံနေကြတဲ့သူတွေက မေတ္တာမပွားနိုင်ကြဘဲနဲ့ကုသိုလ်เนาะကျွန်တော်အလူကိုမုရိတာမပွားနိုင်ကြတော့ဘဲနဲ့ဗျာအဲ့ဒီကျွန်တော်အတန်ထဲမှာပဲတချို့ကစိတ်ပြတ်ကြတယ်တချို့ကမကြားနိုင်ကြဘူးတချို့ကြတော့အော်ဘလို့ပြောမလဲအဲ DJ တဲမှာပဲကကြတခုံကြတယ်ဒါတွေကဒါလုံးဝမဖြစ်တဲ့နေရာဆိုတော့ ဒါဗုဒ္ဓလမ်းစဉ်နဲ့လုံးဝမကန့်ညီဘူးဆိုတော့ဘာကြောင့်ဆရာတော်ဘုရားကအစ်ပြောင်းမလေးကရှင်းပြလာတယ်ကွာနော်ဆိုတော့မြောင်းနိုင်တော့ကဘာကြောင့်အဲ့လိုဖွင့်ဆိုင်နေလဲဆိုတော့ကဘာကူမြောင်းမနိုင်ငံကြီးကအေးချမ်းနေပါလားဆိုတာချပြကျင်တာဖြစ်တယ်ဘုံကထင်းဆိုတာကျွန်တော်တော့နော်ဒါကျွန်တော်ဓမ္မသချင်းဆိုဖွင့်ကြပါအခုက DJ နဲ့ကိုအသုံးကိုဝုန်းနေကြဗျာနော်တော်တော်လေးကိုစူးနေရဲ့အနေထားဒါကိုဘာကြောင့်ဆရာတော်ဘုရားကြီးကရှင်းပြကျင်တာဖြစ်တယ်ညတော့ကတော့မြောင်းနိုင်တို့ဒါကျွန်တော်ဘုရားသခုပေါ့ပါနေပြီးတော့မှရေးရချင်းရဲ့အချိန်မှာ drone နဲ့တိကျတိုက်ခိုက်ခံရတဲ့တရင်တွေတက်လာတာပေါ့နော် အဲ့ကျတော့တော်တော်များများကလေတိကတန်ရရသွားလို့ကြားရတယ်။အော်မေအွန်လိုင်းနေနဲ့အခုဘယ်အခြေအနေရှိနေကျွန်တော်မသိဘူး။ကျွန်တော်မေအွန်လိုင်းတို့ကတော့အခုချိန်မှာကုလန်သမဂ္ဂကလည်းဘယ်ချလိုက်ပြီ။ယူကော့ဝေးဘယ်ချရယ်။အမေရိကန်ကလည်းဘယ်ချရယ်။နောက်ဆုံးပြင်သစ်ကပါဘယ်ချလိုက်တာဖြစ်နေတဲ့အတွက်တော်တော်လေးကိုအခြေအနေကစိုးနေပြီ။ကျွန်တော်ချက်ခံရေးပါတီအာနိုင်ရရင်တော့ကုလန်သမဂ္ဂကအတိမတ်မပြူတာဖြစ်တဲ့အတွက်နော်ကျွန်တော်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တွေလုပ်ဆောင်ဖို့အတွက်ကတော့တော်တော်လေးကိုခက်ခဲသွားမယ်နေတာမှရှိတယ်။